data type တွေကိုပြပြအောင်ဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ကျွန်တော်ဒီကုန်းပါเนาะကျွန်တော် variable နဲ့ data type ကိုနှစ်ခုလုံးတွဲပြီးတော့ပြအောင်ဖြစ်ပါတယ် variable ချောင်းเนาะကျွန်တော်ပြောယူရဖြစ်ပါတယ် okay ကျွန်တော်ဒီ javascript မှာဆိုရင် data type ကနှစ်မျိုးရှိပါတယ် primitive data type နဲ့ complex data type ဆိုပြီးတော့ဒီ primitive data types ထဲမှာဆိုရင်ဘာတွေပါမလဲဆိုရင် string number boolean undefined null ပြီးရင် simple ဆိုတဲ့ဟာတွေပါပါတယ်ဒါ primitive data type အနေနဲ့ရှိတာပါ complex data type မှာဆိုရင် object နဲ့ array နှစ်မျိုးရှိပါတယ် okay ပထမအောင်ဆုံးကျွန်တော် primitive data type ဖြစ်တဲ့ string အကြောင်းကိုပြောပြအောင် string ဆိုတာကတော့အားလုံးပဲတည်တဲ့အတိုင်းပဲကျွန်တော် string တွေပဲဖြစ်ပါတယ်ဒီလိုစာတွေကိုကျွန်တော်နေ string လို့ခေါ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ပုံမှာပြောခဲ့ variable တဲ့အခုကိုယူတော့ပါမယ်ကျွန်တော်ဒီမှာ const ကိုတောင်းပြီးတော့ကျွန်တော်ဒီမှာ string ပေးမယ်ပြီးရင်ဒီမှာ hello ဘောဆိုရကျွန်တော်ခေါ်လိုက်ပါမယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒါကို print ထုတ်လိုက်ပါ console.log string ဆိုပြီးတော့ print ထုတ်လိုက်ပါမယ် okay ဒီမှာဆိုရင်ကျွန်တော် string ထွက်လာတာကိုတွေ့ရပါမယ်ကျွန်တော်တို့ကဒီရဲ့ဟာကိုသိကျင်နေဆိုရင်ကျွန်တော်ဒီမှာဒီ console.log ဆိုပြီးတော့ကျွန်တော်ရဲ့ data type ကိုရှာလို့ရပါတယ် type ပေါ်ဆိုတဲ့ဒီပေါ်နဲ့ကျွန်တော်တို့ဒီမှာ string ကိုခေါ်လိုက်ပါမယ် ပေါ်ပြီးကျွန်တော်တို့ဒီမှာကြည့်လိုက်လို့ရှိရင်ဒီရဲ့ string ဆိုရဲကျွန်တော်တို့ str ဆိုရဲကျွန်တော်တို့ပေးထားတဲ့ variable ကဒီမှာကျွန်တော်တို့ string နဲ့ရေးတာဖြစ်တဲ့အတွက်ကြောင့်လည်းတွေ့ data type ကလည်း string အနေနဲ့ပြန်ထွက်ပါတယ်ဒီမှာ hello world string မှာဒီကတော့ string မှာနောက်တစ်ခုကတော့ကျွန်တော်တို့ number ပဲဖြစ်ပါတယ် number ဆိုတာတော့ကျွန်တော်တို့ဒီမှာ integer float အဲ့ဒါကြီးအကုန်လုံးပါပါတယ် okay ဒီမှာဆိုရင် cost name ဆိုပြီးတော့ကျွန်တော်တို့လိုပေးလိုက်မယ် console ထုတ်ကြည့်မယ်42တိုက်ပြန်ကြည့်လိုက်မယ် number okay ကျွန်တော်တို့ဒီမှာလား .12 ပေးလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ number အနေနဲ့ပဲထွက်ပေးမှာဖြစ်ပါတယ်ဒါတော့ javascript ရဲ့ထူးချက်ချက်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ boolean value တွေပဲဖြစ်ပါတယ် boolean ဆိုတာတော့ true for value တွေဖြစ်ပါတယ်ကျွန်တော်ဒီမှာ con is true ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ပြီးရင် true ဆိုပြီးတော့ပြန်ခွန်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ console.log ဆိုပြီးတော့ကျွန်တော်ဒီအောင်ထုတ်ကြည့်ပါမယ်ထုတ်ကြည့်လို့ရှိရင်ကျွန်တော်တို့ true value ပြန်ပြီးမှာဖြစ်ပါတယ်ဒီမှာပါ true value ကသူ့ရဲ့ data type ကိုကျွန်တော်ပြန်စစ်ကြည့်မယ်ဆိုရင် console.log type of is true ဆိုရင် boolean ဆိုတဲ့ value ကိုရမှာဖြစ်ပါတယ်။အဲ not ကတော့ nf5 ဖြစ်ပါတယ်။ nf5 ဆိုတာကတော့ကျွန်တော်တို့ variable တစ်ခုသတ်မှတ်ပြီးတော့အဲ့ variable ကို ပြန်ပြီးတော့ value တွေ assign မပေးတာလို့ရှိရင်ကျွန်တော်အနေနဲ့ undefine ရပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြပါမယ်။ဟောရကျွန်တော်ဒီမှာ let a ဆိုပြီးကျွန်တော်ပေးလိုက်မယ်။ I very တဲ့ကို I very well ကိုကျွန်တော်ဘာမှ value မပေးဘူး assign မပေးဘူးကျွန်တော်ဒီအိုင်းမှာ console log လောက်လိုက်မယ် console log x ဆိုပြီးတော့ကျွန်တော်လောက်လိုက်မယ် as in ကျွန်တော်ဒီမှာ any file ဆိုပြီးတော့ and define ဆိုပြီးတော့ကျွန်တော် return view ပါ policy ဆိုတော့ကျွန်တော်ကဒီမှာ value တခုကိုမတက်မတ်သေးရတဲ့ project ကြောင့်မလို့ okay ကျွန်တော်ဒါဒီမှာ a equal to 5ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ဆိုရင်5ဆိုတဲ့ဟာကို return view ဖြစ်ပါလိမ့် โอเคဒီកောင်ရဲ့ type ကိုကျွန်တော်တစ်ချက်လောက်ထုတ်ကြည့်လိုက်အောင်ကျွန်တော်ဒီမှာထုတ်ကြည့်လိုက်လို့ရှိရင် and define ဆိုပြီးတော့ကျွန်တော်ထွက်လာတာကိုတွေ့ရပါလိမ့်မယ်နောက်တစ်ခုကတော့ no value ပဲဖြစ်ပါတယ် no value နဲ့ and define ကတော့တူလို့လို့နဲ့မတူပါဘူးဘယ်လိုမလဲဆိုရင် and define ကြတော့ကျွန်တော်တို့ကဒီ variable က value လုံးဝမရှိတာဖြစ်ပြီးတော့ null ကြတော့ကျွန်တော်တို့ရဲ့ variable က ကျွန်တော်တို့ပေးထားတဲ့ variable အဆိုင်ပေးထားတဲ့ variable ရဲ့ value ကမရှိတာဖြစ်ပါတယ်အဆိုင်တော့ပေးထားတယ်ဒါပေမဲ့ value ကမရှိဘူးဆိုတော့တဘောတက်ရောက်ပါတယ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော် cost y equal to no ဆိုပြီးတော့ကျွန်တော်ပေးထားဘယ်လိုထုတ်လိုက်လို့ရှိရင်ကျွန်တော် no value ထွက်လာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်အနေနဲ့ type ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီ no ကို type ပေါ့နော်ဒီ ျွန်တော်တို့ variable ရဲ့ data type ကိုကျွန်တော်ကြည့်လိုက်လို့ရှိရင် object အနေနဲ့ထွက်လာပါတယ်။ဒီနေ့ဒီ object ကဘာလဲဆိုရင်ကျွန်တော်ဒီ JavaScript ထဲမှာအရင်ကတည်းကဖြစ်နေတဲ့ bug ပေါ့နော်။အဲ့ bug အခုချိန်ကြီးလည်းရှင်းလို့လည်းမရပါဘူး။ဟောလေရှင်းလို့ရှိရင်ကျွန်တော်ဒီ JavaScript တစ်ခုလုံးကပါပြဿနာအများကြီးတက်သွားနိုင်မှာအဲကြောင့်လို့ကျွန်တော်ဒီ community ကသူတို့အနေနဲ့ဒီအောင်ဒီ object အတိုင်းပဲထားလာဆိုပြီးတော့ပြောပါတယ်အဲဒါတော့သူတို့ပဲပေါ့နော်ဒီကတော့ ပန်းအနေနဲ့ဖြစ်နေတာပါမန်ကယ်ဇင်ရဲ့ novel လို့ဖြစ်ရမှာပါဖေးဒီကတော့ကျွန်တော် JavaScript မှာတည်ရမယ့် primitive data type အကြောင်းပဲဖြစ်ပါတယ်ဒီမှာဆိုရင် primitive data type က string number boolean and find null ဆိုပြီးတော့ကျွန်တော်တို့ဒီ၅ခုပေါ့နော်အဲ၅ခုကိုအဓိကတည်ရမှာဖြစ်ပါတယ်ဒီ simple ဟာတော့ဒီအန်တည်ုံတည်ရှိတယ်ဆိုတော့တည်ရုံနဲ့တည်ရပါပြီဒီ၅ခုကအရေးကြီးပါတယ် ဘာလို့လဲဆိုနောက်ပိုင်းကျရင်ဒီ၅ခုကိုကျွန်တော်ကောင်းကောင်းနားလည်ပါသားကျွန်တော် problem solving တွေဒါမှမဟုတ်ရင်တခြားသောကျွန်တော်တို့ logic ဘိုင်းကြီးရေးတဲ့ချိန်ကျရင်ဒီအရာအရင်နဲ့ကိုအရေးကြီးပါတယ်။ဒါကြောင့်မို့ကျွန်တော် primitive data type ဖြစ်တဲ့ဒီ၅ခုကိုမဖြစ်နေသိဖို့လိုပါတယ်။